ထိတ်ဆုံးဆယ်ဦးစီးင်းကနေထိတ်ဆုံးနေရာအထိတက်လမ်းမဲ့ဂျိုရှုအာဝန်ပေးသက်များလုံးမဲ့မင်္ဂလာပါခင်ဗျာအမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် ဂျိုရှူအာဘန်ဒီယော UFC ရဲ့ ranking အဆင့်စနစ်နေရာက fighter ဖြစ်တဲ့ Bruno Silva ကိုအနိုင်ယူပြီး၃ပတ်အကြာမှာနောက်ထပ်ပွဲစဉ်တစ်ပွဲကိုလက်ခံလိုက်တယ်ဆိုတဲ့သတင်းကအားလုံးအတွက်အံ့အသင့်စရာပါပဲ။ဒီလူငယ်လေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ယုံကြည်မှုကအခုချိန်မှာထိတ်ဆုံးကိုရောက်ရှိနေခဲ့တာဖြစ်ပြီးကြားနှကောင်နဲ့ရှင်ပြန်ရမယ်ဆိုရင်တော့အနိုင်ယူနိုင်တဲ့စွမ်းအင်တွေသူ့စီမှာတွေ့ခဲ့နေခဲ့မယ်ထင်ပါတယ်။တကယ်တမ်းချင်း fighter လေးဟာကြိုးစားတဲ့လူငယ် fighter လေးတစ်ယောက်ဖြစ်တယ်လို့ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့အထိရည်မှန်းချက်ကြီးသူလည်းဖြစ်ပါလိမ့်မယ်။ဂျိုရှူအာမန်ဆိုတဲ့နာမည်လေးကိုကျွန်တော်တို့တွေကြားခဲ့ဘူးတာတိတ်ပြီးမကြားသေးပါဘူး။အပွင့်လင်းဆုံးပြောရရင် ူ FC မှာစတင်ရှင်ပြိုင်တဲ့အခါမှာစတင်ရင်းနှီးခွင့်ရခဲ့ကြတာဖြစ်ပြီးအဲ့ဒီရင် Fury FC မှာကစားခဲ့တဲ့အချိန်တွေမှာကျွန်တော်တို့တွေသိပြီးသတိမထားမိခဲ့ကြဘူးလို့ဆိုရမှာပါအဲ့ဒီမှာအပျော်တမ်းမှာရော Professional Flyweight တန်းတွေမှာပါ Joshua Van က Champion ကပတ်တွေကိုစုကူးခဲ့သူတယောက်ဖြစ်ပြီးအဲ့ဒီကလေးက Joshua Van ဟာမြန်မာအလံကိုသွားလေရာမှာတွလင်းလွင်းနဲ့လွင့်ထူကအောင်ပွဲတွေခံနေခဲ့တဲ့သူပါတချို့တွေကအခု UFC ကိုရောက်မှမြန်မာပေးသက်တွေရဲ့အားပေးမှုကိုပုံမလိုချင်တဲ့အတွက်ပေါ်ပင်လုပ်တယ်လို့ထင်မှဆိုတဲ့အတွက်ပြောပြပေးနေခဲ့တာဖြစ်ပြီးစူးစမ်းနေသူတယောက်အတွက်ပေးသက်ဆိုတာနောက်က ကနေသူ့လိုလိုကပ်ပါလာခဲ့တာဖြစ်ပါတယ်မြန်မာလူငယ်ဖိုင်တာတွေထဲမှာတော့ဂျိုရှူအာဗန်လိုကြိုးစားတဲ့လူငယ်ဖိုင်တာမျိုးမတွေ့ဘူးသေးဘူးလို့ဆိုရမှာဖြစ်ပြီးသူဟာကမ္ဘာအဆင့်နံပါတ်1နေရာမှာရပ်တည်နေတဲ့ UFC လိုပြိုင်ပွဲကြီးမှာရှင်ပြိုင်ထိုးသက်နေခဲ့တယ်လို့ Flyweight တန်းရဲ့ထိပ်ဆုံးဖိုင်တာ၁၀ယောက်စင်းထဲမှာပါဝင်နေခဲ့တဲ့ဖိုင်တာတယောက်လည်းဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့က update ပြုလုပ်ခဲ့တဲ့ UFC ရဲ့ ranking သတ်မှတ်ချက်တွေမှာမြန်မာပြည်သက်တွေရဲ့အချစ်တော်လူငယ်ဖိုင်တာလေးဂျိုရှူအာဗန်ဟာသူ့ရဲ့ယင်က ranking အဆင့်ဖြစ်တဲ့အဆင့်14နေရာကနေအဆင့်၄အထိခုန်တက်လာခဲ့ပြီးအဆင့်20နေရာမှာချိန်ဆသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒ ဒါဟာမှန်ကန်တဲ့သတ်မှတ်ချက်လို့ဆိုရမှာဖြစ်ပြီးမျက်နာလိုက်မှုဗက်လိုက်မှုတွေမပါဝင်ပေလူတယောက်ရှိသင့်ရှိတတ်တဲ့နေရာကိုရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ဆိုရမှာပါလူတယောက်ရှိသင့်ရှိတတ်တဲ့နေရာမှာမနေပဲမရှိသင့်မရှိတတ်တဲ့နေရာမှာနေတဲ့အခါမှာတော့အကုန်လုံးပြုတ်ဆမြင်းနှောင်းတွေဖြစ်ကုန်ကြတဲ့အထိမြင်တွေ့ထားခဲ့ရတာပါ ဂျိုရှူအာဗန်ဟာသူ့ရဲ့ UFC fighter ဘဝကိုအောက်ခြေကနေစတင်ဝင်ရောက်လာခဲ့တဲ့လူငယ် fighter တယောက်ဖြစ်တယ်လို့အောက်သက်ကြီးတဲ့လူငယ် fighter လေးတယောက်လို့လည်းဆိုရမှာဖြစ်ပါတယ်။ချင်း fighter လူငယ်လေးဟာသူ့ရဲ့ professional fighter ဘဝကိုလွန်ခဲ့တဲ့လေးနှစ်ကမှအစားပြုခဲ့တာဖြစ်တယ်လို့ UFC ကိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကမှရောက်ရှိလာခဲ့သူဖြစ်ပါတယ်။အဆိုပါနှစ်နှစ်အတွင်းမှာဂျိုရှူအာဗန်ဟာ ကမ္ဘာထိပ်တန်းပြိုင်ပွဲကြီးတစ်ခုရဲ့ flyweight တန်းရဲ့ထိပ်ဆုံးဆက်ရောက်စင်းမှာပါဝင်လာခဲ့တဲ့အထိစွမ်းဆောင်ပြထားခဲ့တာပါအခုဆိုရင် USC မှာရှင်ပြန်နေကြတဲ့သူတွေရောပေးသက်တွေကပါ Joshua Van ဟာ Champion ကမ္ဘာကိုစိန်ခေါ်နိုင်မဲ့ fighter တစ်ယောက်ဆိုပြီးမှတ်ချက်ပေးမှုတွေအသီးသီးပြုလုပ်သွားခဲ့ကြပါတယ်နောက်ပြီး Joshua Van ဟာရပ်ပေါင်း350အတွင်းမှာလည်း USC မှာပွဲစဉ်6ပွဲအထိရှင်ပြိုင်ထိုးသက်သွားမှာလည်းဖြစ်ပြီးတစ်နှစ်ပြည့်လို့နှစ်ပတ်လို့မှာပဲ MMA ပွဲပေါင်း6ပွဲအထိရှင်ပြိုင်ထားတဲ့ fighter အဖြစ်အမှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ဦးမှာလည်းဖြစ်ပါတယ်ချက်ပြီးညွှန်ရရင်အဲ့ဒီ6ပွဲမှာ UFC fight night ပွဲကတပွဲပဲပါဝင်ခဲ့ ပြီးနောက်ဆုံး၅ဘွဲက PPV နဲ့ကျင်းပတဲ့တကယ်ပြိုင်ပွဲကြီးတွေမှာဇက်တိုက်ထိုးဝင်ရထားခဲ့တာပါ။တင်ချာနီနဲ့တွေ့မယ်ဆိုရင်တော့58ရက်မှာတပွဲလုံးနဲ့ရှင်းပြိုင်နေခဲ့တာဖြစ်ပြီးပုံစံကောင်းတွေကိုလည်းပြသထားခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဂျိုရှူအာဗန်ဟာပြီးခဲ့တဲ့တနေ့ကမှဘရူနိုဆီဗာနဲ့ UFC 316ပြိုင်ပွဲမှာရှင်းပြိုင်ထိုးသက်ထားခဲ့တာဖြစ်ပြီးဒါမဲ့29ရက်နေ့မှာတော့ UFC ရဲ့ ranking အဆင့်တနေရာမှာရွက်တည်နေတဲ့ Brandon Rivera နဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကိုရှင်းပြိုင်ထိုးသက်သွားတော့မှလည်းဖြစ်ပါတယ်။လက်ရှိ UFC ရဲ့ ranking အဆင့်10နေရာမှာရွက်တည်နေတဲ့ဂျိုရှူအာဗန်နဲ့ UFC ရဲ့ ranking အဆင့်10 ေရာမှာရက်တည်နေတဲ့ runner rival ကိုသာထပ်ပြီးအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ Joshua Fenn နဲ့ UFC Flyweight တန်းရဲ့ Champion ကပတ်ကိုစိန်ခေါ်ခွင့်ရသွားနိုင်ပွဲရှိနေခဲ့တာဖြစ်တဲ့အတွက်ချင်းတိုင်းသားလေးအနေနဲ့ထိန်းဆုံးဆယ်ဦးစင်းကနေထိန်းဆုံးနေရာဒီတက်လန်းပြနိုင်မလားဆိုတာကိုတော့စောင့်ကြည့်သွားတော့မှလည်းဖြစ်ပါတယ်။အဆုံးထိရှိရှိပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။